မိဘပြည်သူများရှင် Prime Media မှာတင်ဆက်မှုဖြစ်ပါရဲ့ရှင်။မနေ့ကနေပြီးတော့အခုကျမသတင်းတင်ဆက်တဲ့အချိန်ထိကျမတို့ချီရတဲ့မိဘပြည်သူတွေရောကျမသတင်းကိုပေါ့နော်မကြည့်ချင်ကြည့်ချင်နဲ့ကြည့်နေရတဲ့မိဘပြည်သူတွေရောကျမမုန်းတဲ့သူတွေရောအားလုံးပေါ့နော်မေးမြန်းလာပြောဆိုလာကြတဲ့သတင်းတစ်ခုရှိရဲ့ရှင်။အဲ့ဒါကတော့ဒီပရင်မြို့နယ်အိုထိန်ခွင်းကြီးရွာမှာဖြစ်သွားခဲ့တဲ့ဖြစ်စဉ်တာဖြစ်ပါတယ်။စာသင်ကျောင်းကိုတိုက်ခိုက်ခံရတဲ့ဆိုတဲ့ဖြစ်စဉ်ပေါ့နော်။ဒီတမနခင်းလုံးနဲ့ဒီသတင်းတွေကြီးပါပဲရှင်။ကျမလည်းအားလုံးကိုလိုက်ပြီးတော့လေ့လာ ကြည့်ရှုခဲ့ပါတယ်သတင်းသမားတယောက်အနေနဲ့သတင်းသမားမျက်စိနဲ့လိုက်ကြည့်တာပေါ့နော်ဒါပေမဲ့ကျမအနေနဲ့ပြောချင်တာကဒါကကျမကျွမ်းကျင်တဲ့အပိုင်းမဟုတ်ဘူးရှင်တိကကျမငဘိုးရဲ့စည်ရေးသတင်းနဲ့မတင်ဆက်ဘူးဒီလိုလက်နဲ့နဲ့ပတ်သက်တဲ့သတင်းဆိုပို့ဆိုတယ်ဒီကသတင်းရပုံစံကိုပဲကျွန်မပြောပြမှာပေါ့နော်မိဘပြည်သူများချင့်ချိန်နိုင်ဖို့အတွက်စဉ်းစားနိုင်ဖို့အတွက်အချက်လက်လေးပဲကျွန်မပေးချင်တယ်ရှင်ဒီသတင်းကလေဘာကြောင့်လဲဆိုတော့ကျွန်မအနေနဲ့ကကိုကျွမ်းကျင်တဲ့နယ်ပယ်မဟုတ်တဲ့အတွက်ကိုကျွမ်းကျင်တဲ့ဘာသာရမဟုတ်တဲ့အတွက်ကျွန်မသုံးသပ်လိုက်လို့ရှင်မှားသွားနိုင်တယ်ဒါကြောင့်ကျွန်မဒီသတင်းကို ုံသက်သူအနေနဲ့မတင်ဆက်ရှင် data လေးပဲပေးချင်တယ်ပေါ့နော်အဲ့တော့ပထမဆုံးကတော့အားလုံးသိရတဲ့ dimension ဒီသတင်းကအကြံပတ်အားပေးတဲ့ media တွေနဲ့စတင်ပြီးတော့ဖြန့်ဝေလာတာဖြစ်ပါတယ်အော်ဆက်ကြခြင်းဖြစ်လာတာကဒီเจ้าကိုမြမတံတောင်ကလေးเจ้าတိုက်ခိုက်တယ်ဒါကြောင့်ဒီเจ้าမှာရှိရကလေးတွေသိဆုံးတယ်ဓာတ်ပုံတွေရုပ်သံဖိုင်တွေနဲ့တက်လာတယ်ပေါ့နော်ဒီလိုတက်လာတဲ့အခါမှာသူတို့ဘက်ကပြောဆိုထားတာလေးကျွန်တော်တို့ data တစ်ခုချင်းလိုက်ကြည့်ရတဲ့အခါကျတော့သူတို့ကလက်နက်ကိုပါတိကျသိတဲ့ပုံစံနဲ့ရေးထားတယ်ရှင့်အော်ဗါလဲ cluster ဘုံပေါ့နော် cluster ဘုံနဲ့သုံးတယ်လို့ပြောတယ်တချို့ကျတော့လဲပေါင်900 ဘုံနဲ့ပြစ်သွားတယ်ဆိုပြီးပြောတယ်ပေါ့နော်ဒီတော့ကျမအဲ့ဒီလက်နက်နှစ်ခုကမြေပြင်မှာကြာရောက်တဲ့အခါမှာဘယ်လိုပုံစံဖြစ်လဲဆိုတော့လိုက်ပြီးတော့လေ့လာကြည့်ရတဲ့အခါကျတော့ပေါင်900ဘုံဆိုရင်ဒီစာတင်ကျောင်းမှာဒီလိုခြေလေးရှိနေရတော့အမှန်ပဲရှင့်သူကမီးလောင်ရရရှိမယ်အဆောက်အုံခုလုံးပြိုကျသွားတော့တဲ့အချိန်ကိုပြင်းထန်တယ်ပြီးတော့မိမပြည်သူလို့ရှင်လေကြောင်းတက်ခိုက်မှုတွေကညာကြီးမြင်တွေ့နေတာပဲလေကြောင်းတက်ခိုက်မှုပြစ်လုခံရတယ်ဆိုရင်ကျင်းကြီးတွေဖြစ်သွားတယ်အဆောက်အုံတွေမီးလောင်ရတယ်မီးခိုးဝေ့တွေတက်နေရဲဆိုတော့ပုံရိပ်တွေပေါ့နော် ဒါတွေကိုကြောက်တော့ဒီရုပ်တံ file တွေမှာဓာတ်ပုံတွေမှာမမြင်ရအောင်ရှင့်ဒီတော့ပေါင်900ဖုံးဆိုတာကဖြစ်နိုင်ခြင်းအမတန်နည်းပါတယ်ဒါကျွန်မအနေနဲ့ဟိုလက်နက်နဲ့ပတ်သက်ပြီးတော့ပဲသုံးသပ်ပေးတာနော်သုံးသပ်ပေးတာပေါ့နော်နောက်တစ်ခုကကြာတော့သူတို့ပြောတဲ့ဒီ cluster form ဘုံပေါ့နော် cluster ဘုံကဘာလဲဆိုတော့သူကဘုံကြီးတဲ့မှာမှာဘုံစံတိတိလေးအဲ့လိုမျိုးအခု200နဲ့600လေးပါဝင်တဲ့ဘုံမျိုးတော့ပြစ်လိုက်လို့ရှင်ကောင်းခင်မှာရင်ကွဲသွားပြီလို့ရှင်အဲ့ဒီအစတွေကဒီအောက်ကိုကြာတာပေါ့နော်အဲ့ချိန်ကျတော့ဒီဘုံကအသုံးပြုမယ်ဆိုအဲ့ဒီမြေပြင်တဝိုက်မှာအဲ့ဒီဘုံရဲ့ ်အကျွင်းကြံအစတွေအများကြီးရှိနေရအောင်မယ်တော်လေပြီးတော့ဒီလိုမျိုးမြေပြင်မှာဖြစ်တဲ့အပြစ်ခတ်မှုတွေကစစ်ပွဲတွေမှာဖြစ်လိဖြစ်တာရှိရယ်အရသားတွေထိခိုက်တဲ့ဆက်သက်ဖြစ်ပေါ့နော်ဒါမျိုးငင်းခုံမှုတွေကကျမောက်နိုင်ငံစစ်ပွဲမှာမဟုတ်ဘူးအခြားနိုင်ငံစစ်ပွဲတွေမှာလည်းဖြစ်တယ်အလို့ဖြစ်တိုင်းမှာအဖြစ်ကိုဘယ်လိုထုတ်ရလဲဆိုရင်ဒီဖြစ်သွားတဲ့နေရာကိုပညာရှင်လက်နက်ပညာရှင်တွေစီးရေးပိုင်းဆိုင်ရာပညာရှင်တွေပေါ့နော်အဲ့လိုမျိုးတကယ့်ကိုတတိယအင်အားစုပညာရှင်တွေရောက်ရှိလာပြီးတော့အဲ့နောက်တစ်ခါကလက်နက်အကျဉ်းချန်တွေစစ်ဆေးပြီးတဲ့အခါမှာဘယ်လိုဘုံမျိုးစသုံးမယ် ဘလို့အရာတွေနဲ့တက်ခိုက်သွားတယ်ဘာကြောင့်ဖြစ်လဲဆိုတာလေးတွေကိုစစ်တမ်းထုတ်ပြီးတော့ဒီအဖြစ်ကိုပြန်ထုတ်လာတာရှင့်ခုကပြောနေကြတာကတယောက်မှလည်းလက်နက်ပညာရှင်လည်းပါလည်းမဟုတ်ဘူးဒီဘုံကိုကြိလိုက်တာနဲ့အော်ပေါင်900ဘုံပါလားဒါပါလဲကလပ်စတာဘုံပါလားဆိုပြီးသိနိုင်လောက်တဲ့ချိန်သူကလက်နက်ပညာရှင်လားဒီမိန်းကုံးလေးပဲအရင်ဆုံးစဉ်းစားကြည့်လိုက်ပါတော့ပြီးရခါမှဒီစာတင်ကြောင်းမှာဖြစ်သွားတဲ့ဖြစ်စဉ်လေးနဲ့ပတ်သက်ပြီးတော့ ူ့ရဲ့ဖြစ်နိုင်ခြင်းကအရန်တန်တရားဖြစ်ဖွယ်ရည်များနေတယ်။သူတို့ထုတ်ပြန်တဲ့အချက်မှာဟုတ်ပါဘောနော်။တန်တရားဖြစ်စရာများနေတယ်။ Okay ဒါကကျွန်တော်တို့နေနေကသတင်းသမားမျက်စိနဲ့ကြည့်ရအောင်။ကျွန်တော်တို့ကခန်းစားချက်တွေပါထည့်မနေဘူးဒီလား။ချစ်ချင်းမုန်းချင်းနေအဲ့လိုမျိုးဒေါသထွက်တာတွေဝမ်းနေဖို့ဆိုရတယ်ကျွန်တော်တို့မထည့်ပဲနဲ့သတင်းသမားမျက်စိနဲ့ပဲကျွန်တော်တို့တည်တာ။ကျော့ဘုံတိုက်ခိုက်ခံရတဲ့အထဲမှာသူတို့ကဘုံမျိုးစားအတိကျပါတည်နေတာကြီးကနည်းနည်းတော့စောစားစားတယ်ကွာ။ကောင်းတယ်စားတယ်။လောက်ထိပညာရှင်စံတွေကတော့ကျွန်တော်မပြောတော့ဘူးဘောနော်။ဒီတော့ဒါကတကြောင်ပေါ့။ ပြီးတော့အဆောင်အဝယ်ပြည့်စုံမှုကြည့်တော့လေသူတို့ပြောတဲ့ဘုံမျိုးစားတွေကြတဲ့အခါမှာဖြစ်ပေါ်နိုင်တဲ့အခြေအနေမျိုးတွေနဲ့ကွဲလွဲမှုတွေရှိနေတယ်အဲ့လိုအဲ့လိုအခြေအနေမျိုးပေါ့နော်ပြီးတော့အဲ့ဒီမှာဆရာမတယောက်လည်းရှိရလေဒေါ်ရတီအောင်ဆိုပြီးသွားတာသူကဘုံကဘွားနဲ့အဲ့လိုတက်တက်ကြာလာတယ်လေဆိုတော့အဆောက်အုံအဆောက်အုံပေါ့သူလိုက်ပြတဲ့အဆောက်အုံမှာမီးလောင်ထားတဲ့မီးကျွမ်းထားတဲ့ထိုင်ရမရှိဘူးဘုံရဲ့အခြေအနေကတက်တက်ကြာတယ်ဆိုရင်သူကအဲ့နာမှာအပူချိန်ကတော်တော်မြင့်တက်ပြီးတော့မီးလောင်ကျွမ်းတာတွေပစ္စည်းအရှိပြောတာတွေဖြစ်တယ်ချက်သူကအဲ့လိုဖြစ်တဲ့အရှိရှောင်မတွေ့ရအောင်ပေါ့နော်ဒီတော့ဒါဟာဝါရဖြန့်ချီတက်တက်ဆိုပြီးတော့ ပြောဆိုတဲ့သူတွေအနေနဲ့လည်းယူဆချက်ကမှန်ကန်နိုင်ပါတယ်ရှင့်နောက်ထပ်ကျွန်တော်တို့နိုင်ငံတော်ဘက်ကထုတ်ပြန်ကြတဲ့လေ့လာကြည့်ရတဲ့အခါကျတော့နိုင်ငံတော်ကမနေ့အတိအကျထုတ်ပြန်ထားတာရှိရယ်ဒီဒေတာပတ်မှာပေါ့နော်နေမေကန်လုံးဂျုံရေးတာဝန်ရှိတဲ့သူတို့ပြောကြချက်အရာတဲ့ဒီသတင်းကမှန်ကန်မှုမရှိဘူးဒီလိုမျိုးတိုက်ခိုက်မှုမျိုးမလုပ်ခဲ့ဘူးဆိုပြီးတော့အတိအကျကိုနိုင်ငံတော်အဆင့်ထုတ်ပြန်ထားပါတယ်ရှင့်ကျောင်းသမားကိုနိုင်ငံတော်အဆင့်ထုတ်ပြန်ချက်ကိုအပြေအဝယုံလားလို့မေးမယ်ဆိုရင်ကျမသတင်းသမားမျက်စိနဲ့ဆိုကျမတို့ဘယ်ရောင်မှအပြေအဝယုံတာမရှိဘူးရှင်။ data အတိအကျမရှိဘူးဆိုကျမတို့ဘယ်ရောင်မှအပြေအဝမယုံဘူး။ဒါသတင်းသမားတယောက်ရဲ့မျက်စိနဲ့ပဲကျမပြောတာနော်။ သိလားတာမန်လူကြောင့်အနေနဲ့ဆိုတော့အစိုးရကချစ်လို့ရှင်ယုံမယ်အစိုးရကမချစ်မယုံတော်တော်များအဲ့လိုဆုံးဖြတ်ကြတာဒါပေမဲ့ကျမတို့ကတော့ဒီဘက်ကထုတ်ပြန်တာကိုလည်းအပြည့်အဝမယုံဒီဘက်ကထုတ်ပြန်တာကိုလည်းအပြည့်အဝယုံလားလို့မေးလို့ရှိရင်ကျမတို့30ရာခိုင်နှုန်းတော့ခြံထားတယ်80ရာခိုင်နှုန်းကတော့နိုင်ငံတော်တစ်ခုရဲ့နိုင်ငံတော်အစင်ထုတ်ပြန်ချက်ဖြစ်တဲ့အတွက်80ရာခိုင်နှုန်းလက်ခံတယ်ဒါပေမဲ့30ရာခိုင်နှုန်းကတော့ဖြစ်နိုင်ခြင်းအနေနဲ့ကျမတို့သတင်းသမားတွေကခြံထားရတယ်ပေါ့နော်ဒီတော့ဒီအဖြစ်ကိုတိကျသိချင်တယ်ဆိုတော့အဲ့ဒီနယ်မျိုးကျမပြောလို့ရပဲပညာရှင်တွေနဲ့ဆက်စည်မှာပဲရမယ် လက်ရှိ online မှာမြင်နေတဲ့ဓာတ်ပုံတွေရုပ်သံဖိုင်တွေတစ်ဖက်ကဝါရဖြန့်ချိမှုတွေကိုကြည့်ခြင်းအဖြစ်တော့တန်တရားဝင်စရာအချက်တွေအများကြီးပဲရှင့်ကျွန်မထင်တယ်ဒီသတင်းကလူတွေရဲ့ emotion ကိုနှိုးဆော်ဖို့အတွက်ကိုပဲဖြစ်သွားတဲ့ဖြစ်စဉ်တစ်ခုပေါ်မှာမူတည်ပြီးတော့လှုပ်လိုက်တာလို့ကျွန်မမြင်နေရှင့်အဲ့ဒီဖြစ်စဉ်ကလည်းကျွန်မတို့သိထားတဲ့ဖြစ်စဉ်ဟုတ်ဟုတ်ချင်မှာဟုတ်မှာအဲ့ဒီဖြစ်စဉ်ကလေသိလားလေကြောင်းတက်ခိုက်မှုကြောင့်ဒီကလေးတွေတေတာဟုတ်ချင်မှာဟုတ်မှာအခြားအကြောင်းအရာတစ်ခုကြောင့်တေတာလည်းဖြစ်ကောင်းဖြစ်နေနိုင်ရဲ့ရှင့်သတင်းမှာအဲ့လိုပုံစံလေးရှိပါရှင့်ဒီတော့ ျမအနေနဲ့ကတော့ဒါလက်နက်ပညာရှင်လည်းမဟုတ်ဘူးကျမပြောသလိုဒီနယ်မြေကိုကျမကိုယ်တိုင်သွားပြီးတော့လေ့လာခွင့်ရမယ်ဆိုရင်တော့မှကျမတယောက်တည်းအားနဲ့လေ့လာလို့မရဘူးပညာရှင်တွေပါအဖို့လိုက်ခေါ်သွားပြီးတော့နိုင်ငံတော်အစိုးရကလည်းချင်းချင်းမုံချင်းမရှိတဲ့အင်အားစု PDF တွေအညူကြီးတွေပေါ့နော်ဒီမြေပြင်မှာရှိတဲ့ပြည်သူတွေစသဖြင့်ဒီလူတွေပေါ်မှာလည်းချင်းချင်းမုံချင်းမရှိတဲ့အင်အားစုတကယ်ပညာရှင်စစ်စစ်တွေကစစ်ဆေးမှာပဲဖြေပေါ်မဲ့ကိစ္စရှင့်အဲ့လိုမှမဟုတ်ရင်တော့ online ပေါ်ကနေပြီးတော့ပြောဆိုနေတဲ့ကိစ္စရက်နဲ့တာအဆုံးသတ်သွားမှာဖြစ်ပါရှင့်ကျမဒီလိုပဲမြင်ပါတယ် ဒီတော့ကျမအနေနဲ့ကဒါလက်နက်ပိုင်းဆိုင်ရာပေါ့နော်ကိုမကျွမ်းကျင်တဲ့အတွက်ကျမပေါ့ပေါ့ပပလေးပဲဖြစ်နိုင်ချေပြောပြတာမိဘပြည်သူများစင်ကြင်ညာလေးနဲ့စဉ်းစားကျမခုပြောတဲ့အချက်လေးတွေကိုနားထောင်ပြီးပြီဆိုရင်အဲ့ဓာတ်ပုံလေးတွေပြန်သွားကြည့်လိုက်ရှင်းကြမိဘပြည်သူတို့ပို့ပြီးမြင်လာတဲ့အချက်လေးရှိလိမ့်မယ်ဒါလေးတွေကိုကိုယ့်ကိုစဉ်းစားပေါ့နော်အခုကျမပြောတာအဖြစ်ထုတ်ပြီးသွားမှာမဟုတ်နော်စဉ်းစားဖို့အချက်လေးလေးပဲပြည်တာချင်းသိလားကျမကျွမ်းကျင်တဲ့အပိုင်းပြောရမယ်ဆိုရင်တော့အဲ့ဒီဖြစ်စဉ်ဖြစ်သွားပြီးရဲ့နောက်မှာဖြစ်လာတဲ့လူရဲ့ emotion တွေကိုပဲကျမပြောပြချင်တယ်သိလားကျမနိုင်ငံမှာလေးစပြီးဖြစ်ခလေးကစာတင်ကျောင်းတွေမှာ ဗီဒီယိုလေးလက်နက်တွေထားရတယ်ဘသူမှမတောင်းအဲ့ဒီအခုမျက်ရည်ကျတဲ့သူတွေပြောပါတယ်တိလားအခုမျက်ရည်ကျတဲ့သူတွေကိုကျွန်မဗားနဲ့ခိုင်းနိုင်ကြတယ်ဆိုတော့လေပိတ်တာတို့မျက်ရည်မြည်မကြကောင်းလို့ပဲကျွန်မပြောချင်တယ်တိလားအဲ့ဒီပိတ်တာတွေပိတ်တာတွေလို့ဘာလို့ပြောလဲဆိုရင်စာတင်เจ้าနေမှာလက်လက်တွေ PDF တွေထားနေတော့လက်ခုပ်တီးကြတယ်ပြောလိုက်တာမလေးကောင်းလိုက်တာစာတင်เจ้าနေမှာစာတင်เจ้าဆိုကလေးစာတင်ရမှာလေလက်လက်ထားမယ်နေရာလားရှင့်ပြီးတော့စာတင်เจ้าနေမှာ ဘုံသီးရေလုံနေကြတဲ့ရုပ်တံတွေ online ပေါ်တက်လာတော့လည်းလက်ခုပ်တီးကြတယ်အဲ့ပိတ်တာတွေကနော်အဲ့ခုမျက်ရည်ကျနေကြတဲ့ပိတ်တာတွေလက်ခုပ်တီးကြတယ်ခွေကောင်းလိုက်တာကြည်စမ်းပါဘုံသီးရေစာတင်ချောင်းတွေမှာလုံနိုင်ပြီအမလေးကြည်စမ်းပါငါတို့တွေတောင်းလိုက်အောင်တော့မယ်ဆိုတဲ့သူတွေနော်ကလေးတွေကိုတနက်တွေပေးကင်နေဓာတ်ပုံရိုက်တော့ကကျမတို့ပြောတယ်ကလေးတွေဟာစစ်ရေးနဲ့မဆိုင်တော့ကလေးတွေကိုဓာတ်ပုံရိုက်တာတွေမလုပ်ပါနဲ့တနက်ပေးကင်တာမလုပ်ပါနဲ့စစ်သွေးကြွစိတ်တွေမရိုက်ထည့်ပါနဲ့လို့ပြောတော့ကကျမတို့အဲအဲ့ဒါအနာဓာတ်ပုံရိုက်တာလေး လေးတွေပဲဘာဖြစ်လဲကလေးတွေကတော်တိုင်းအသိရှိရမယ်လေအွန်လိုင်းမှာပြတာတက်လာသေးရပါလေလက်သုံးယောက်ထောင်ပြီးတော့စာသင်ကျောင်းမှာစီဒီယံဆရာမတွေလုပ်တဲ့အပေါက်များပြောပါတယ်လက်သုံးယောက်ထောင်ခိုင်းတဲ့ကလေးတွေပြီးလဲပြီးတော့ဖြစ်လဲတော်လိုင်းရဲ့အောင်ကမြည်လို့နော်ပြီးတော့တို့တော်လိုင်းရဲ့တချင်းတွေစိုးခိုင်းနေစစ်သွေးကြွစိတ်တက်တွေရိုက်သွင်းတော့ကြတော့ကျမတို့ပြောတယ်မလုံတဲ့အောင်တော့ဒါမတင့်တော်အောင်တော့ပြောတော့ကအဲတင့်တော်တယ်လက်ခုပ်တီးကြတယ်မလေးအဲ့ပိတ်တာတယ်လက်ခုပ်တီးကြတယ်ပြောလိုက်တာမလေးကောင်းလိုက်တာကလေးတွေကြီးစမအောင်အနာဂတ်ရဲ့ PDF လောင်းတရားလေးတွေဆိုပြီးတော့အားပေးခဲ့ကြတဲ့သူတွေ ဒီလူတွေကအခုလိုမျိုးဖြစ်စဉ်တွေဖြစ်တဲ့အခါကျတော့ဒါဟာတက်မတော်ရဲ့အပြစ်ပါပဲဆိုပြီးလညိုးထိုးပြီးတော့မျက်ရည်ကျတာကအဲ့ဒါပိတ်တာလို့မျက်ရည်မဟုတ်လို့ဘသူမျက်ရည်လဲရှင်။ဒါလူတယောက်ရဲ့ကျတဲ့မျက်ရည်မဟုတ်ဘူး။သူတို့နှလုံးသားထဲမှာအဲ့ဒါချစ်ချင်းမြတ်တာကြောင့်ကြာတဲ့မျက်ရည်မဟုတ်ဘူးအဲ့ဒါလေဝမ်းနေလို့ကြာတဲ့မျက်ရည်မဟုတ်ဘူးပျော်လို့ကြာတဲ့မျက်ရည်သူတို့ကလေဘာလို့ပျော်ရတာသိလားတက်မတော်နဲ့နိုင်ငံတော်ကောင်းကောင်းထိုးချနိုင်ပြီဆိုပြီးတော့ပျော်တဲ့မျက်ရည်ရှင့်အဲ့တော့အဲ့ဒီအခုငိုနေတဲ့သူကိုမျက်ရည်ကိုပြန်ပြီးဆန်းစစ်ကြည့်ကြအောင် နော်ကျမကတော့မြင်တာကတော့ပိတ်တာတွေမြေကြီးကြရဲပဲမြင်နေရှင်ရှင်းရှင်းလေးသားကျမရဲ့ကျွမ်းကျင်တဲ့အပိုင်းတွေကျမသုံးသက်ပေးတာနော်အရှိပိုင်းမှာဒီဓာတ်တွေအားလုံးကိုအားပေးထောက်ခံပျော်ရွှင်မြူတူခဲ့တဲ့သူတွေကဒီကလေးတွေအန္တရာယ်ဖြစ်နိုင်တဲ့အခြေအနေတွေမှာထိုးထိတ်ထားတဲ့သူတွေကကလေးတွေအန္တရာယ်ဖြစ်တယ်ပဲဆိုရောငိုကြတဲ့ကြေကွဲကြတဲ့ကျမနိုင်ငံကလည်းနော်ပိတ်တာတွေဖြစ်နေကြပြီအာကိုကိုနည်းနည်းပါစမ်းစစ်ကြအောင်ရှင် ပိတ်တာလို့မျက်ရည်မြေတို့မကြကောင်းပါအောင်ရှင့်ကြလို့ရှင့်မြေကြီးပေါ်ကြရင်လည်းမြေကြီးကမီဟုံဟုံတောက်မယ်ရေခမ်းမယ်ရှင့်မကောင်းတော့ဒီတော့ရင်ထဲမှာမပါတဲ့စင်နာမြစ်တာတွေနဲ့အခုကြမှာအပေါ်တွေပြောနေရလို့ပဲမြင်နေရှင့်ဘောနော်ဒီကကျမတာရှင်းပြတာရှင်းရှင်းလေးကျမဒီလက်နဲ့ပညာရှင်လည်းမဟုတ်ဘူးစည်ရေးပညာရှင်လည်းမဟုတ်ဘူးဒီနေရာမှာကျမရောက်နေရလည်းမဟုတ်ဘူးဒီနေရာကိုသွားပြီးစစ်ဆေးခွင့်ရှိသေးရသူလည်းမဟုတ်ဘူးဒါပေမဲ့ဒီနေရာမှာဖြစ်သွားတဲ့ကိစ္စတွေတန်လျာဖြစ်ပေါ်ရတယ်အများကြီးရှိရဲ့ဒါကြောင့်နှစ်ဖက်လုံးကိုကျမတို့အခုချိန်မှာ data တွေထပ်မံရယူပြီးတော့ စောင့်ကြည့်ဖို့လေ့လာဖို့အတွက်ကိုတွတ်ဆဖို့အတွက်ကိုအများကြီးလိုအပ်နေသေးတယ်။ဒါကြောင့်ကျွန်မဒီကိစ္စနဲ့ပတ်သက်ပြီးကျွန်မအဖြေမထုတ်ဘူး။ကျွန်မအဖြေထုတ်တာတော့ရှင်းရှင်းလေး။ဒီကိစ္စကမူတည်ပြီးတော့ပိတ်တာရဲ့မျက်ရည်ကျနေတာကိုပဲကျွန်မပြောတာရှင်းရှင်းလေး။နော်။အဲ့တော့မျက်ရည်ကျနေတဲ့သူကကိုယ့်ကိုစဉ်းစားဖို့ကိုယ့်ကပိတ်တာလားလှူလားဆိုတော့ကိုယ့်ကိုစဉ်းစားဖို့ရှင်း။ဒါလည်းကတော့ကျွန်မဒီကြေးရွာကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်မတက်ကျွမ်းတဲ့ဘက်ကနေပြီးတော့သုံးသပ်ပေးတာဖြစ်ပါရဲ့ရှင်။ကျန်တာကတော့မိဘပြည်သူများနေနဲ့ကိုတိတ်တက်တဲ့ပညာနဲ့အတန်တိုင်းဆုံးတာစဉ်းစားချင်းချင်းပြီးတော့အနည်းဆက်ဆုံးအခြေအနေကိုဖန်တီးစဉ်းစားတတ်ဖို့ပဲလိုပါရဲ့ရှင်။ တေချာတာတခုကတော့ကျမောက်နိုင်ငံမှာစစ်ပွဲတွေမရက်သေးရဒီလိုကိစ္စတွေမြင်နေရမှာပဲရှင့်ကျမောက်နိုင်ငံမှာဒီလိုကိစ္စတွေဖြစ်လာရင်နောင်တတွေရပြီးတော့အော်ငါတို့ဒီစစ်ပွဲရက်လိုက်မယ်ဆိုတဲ့အသိစိတ်တည်းမရှိကြဘူးရှင့်ဒီစစ်ပွဲကိုအသုံးပြုပြီးတော့စစ်ပွဲအရှိန်ပိုတင်မယ်ဆိုတဲ့စိတ်တည်းပဲရှိရငါတို့ဒီဒီလိုမြင်ကွင်းနဲ့မမြင်အောင်တော်လန်ရေးကိုအရှိန်မြင့်ကြမယ်ဆိုပြီးပြောကြရလေဒီလားအေးအဲ့ဒါတွေကအဲ့လိုမြင်ကွင်းမျိုးနောက်ထပ်အခုတရာတထောင်တထောင်တသိမြင်ကောင်းမြင်ရနိုင်နေရှင့်ဒါလေးတွေကကျွန်မပိတ်တာများစီတော့ပေါ့နော်ပိတ်တာတွေဆိုတာအဲ့လိုမျိုးကျွန်မပြောသလိုပေါ့ရှင့် ကလေးတွေကိုအနေရတွင်းနဲ့ရှိနေတာကိုကြတော့အစင်ပြေပြီးတော့အနေရတဲ့တကယ်ဖြစ်သွားငိုပြနေတဲ့ဟန်ဆောင်ငိုပြနေတဲ့ပိတ်တာတွေကိုပြောတာရှင့်အဲ့ဒီပိတ်တာများစီတို့ကျွန်မစကားလက်ဆောင်လေးပါလိုက်ပြစီရှင့်မိဘပြည်သူများရှင်ဒီနေ့ကတော့မိဘပြည်သူများအတွက်အကျိုးရှိမဲ့တင်လေးတစ်ခုကိုကျွန်မထည့်သွင်းပြီးတော့တင်ဆက်ပေးချင်ပါတယ်။အဲ့ဒါကတော့မန္တလေးငလင်ကြီးနောက်ပိုင်းမှာဆိုရင်ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေဆောင်ရွက်ရပါတယ်ရှင်။အဓိကအိမ်တွေပြန်ဆောက်ရတာပေါ့နော်။အဲ့အတွက်လိုအပ်တဲ့ဆောက်လုပ်ရေးအသုံးပစ္စည်းတွေကို ကောင်းမွန်စွာနဲ့ဈေးနှုန်းမှန်ကန်စွာဝယ်ယူနိုင်ဖို့အတွက်ကိုနေပြည်တော်ဥပါဏတန်တိစီတီတော်တပေါင်းကွဲမှာဆိုရင်မေလ22ရက်နေ့ကနေ17ရက်နေ့ထိကိုဈေးရောက်ပွဲတော်လေးကျင်းပနေပါရှင့်လက်ရှိကျင်းပနေပါတယ်အခုက73ရက်ဆိုတော့ကျင်းပလာတာနောက်ထပ်2ရက်မြောက်ရှိပြီပေါ့နော်17ရက်နေ့ထိပွဲလေးရှိမှာပါရှင့်အဲ့ဒီဈေးရောက်ပွဲတော်လေးမှာဆိုရင် UMFCC မြန်မာနိုင်ငံတမဏိလုပ်ငန်းရှင်များအသင်းမြန်မာနိုင်ငံတန်တဲ့တမဏိအသင်းဘီလက်မြေထုတ်လုပ်သူများအသင်းနဲ့မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းတို့ကပူးပေါင်းပြီးတော့ဆိုင်ငန်းတွေဖွင့်လှစ်ရောင်းချပေးနေတာဖြစ်ပါရဲ့ ဒီဇေယျပွဲတော်လေးကိုမိဘဖြစ်သူများအနေနဲ့တွားရောက်ပြီးတော့လေ့လာတဲ့လို့ကျွန်မမြင်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီဇေယျပွဲတော်လေးမှာဈေးနှုန်းတင့်တင့်စွာရောင်းချနေတဲ့အတွက်မိဘဖြစ်သူများအိမ်ပြန်လဲဆောက်လုပ်မဲ့သူတွေအနေနဲ့အနည်းဆုံးတော့တွားပြီးတော့လေ့လာတင်ပါတယ်ရှင့်။ဒီဇေယျပွဲတော်လေးမှာဆိုရင် max ဘီလက်မြေကိုလည်းစက်ရုံဈေးနှုန်းအတိုင်းပေါ့နော်။တစ်အိတ်ကိုငွေကျပ်1900ကျပ်နှုန်းနဲ့ရောင်းချပေးတော်မှာဖြစ်တယ်လို့သိရပါတယ်ရှင့်။တရက်ကို8000တတိယရောင်းချပေးတော့မှာဖြစ်တယ်ပစ္စည်းလာဝယ်တယ်ဆိုရင်ငွေသွင်းပြရတယ်တခါတည်းကသူကဒီဘီလက်မြေတွေကိုထုတ်ပေးမှာဖြစ်တယ်လို့သိရပါတယ်ရှင့်အပြင်ကိုသူတို့ကုမ္ပဏီနေနဲ့နေပြီးတော့ match show လုပ်နေမှာလဲ ဗီလက်မြေတွေကိုဇက်တိုက်ရောင်းချပေးမယ်ဆိုပြီးတော့ပြောကြားထားပါတယ်ရှင်အတီတော့ဗီလက်မြေတွေဈေးသက်သာနေရှာနိုင်တဲ့အတွက်မိဘပြည်သူများသွားပြီးတော့ဝယ်ယူဖို့လည်းကျွန်မတိုက်တွန်းချင်ပါတယ်ရှင်နောက်ထပ်ကုမ္ပဏီတစ်ခုကတော့ Steaking Company Limited ကနေပြီးတော့ဒီပြပွဲမှာတန်နဲ့ပတ်သက်တဲ့အရာတွေပေါ့နော်တန်ချောင်းတွေဟော်လိုတွေ H pin တွေအဆောက်အုံနဲ့ပတ်သက်တဲ့ပစ္စည်းတွေပြီးတော့ငလင်တန်းခံနိုင်တဲ့ညီထိန်ထုံးတွေကိုလည်းသူကရောင်းချပေးနေပါတယ်ရှင်။သူ့ရဲ့ပြပွဲရဲ့အတွင်းမှာငလင်ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအစဉ်ပြောင်းလို့သူကအထူးစိတ်နှုံးနဲ့ရောင်းချပေးနေတာရှိပါတယ်။ သူတို့ပြာသန်းမှာဆိုရင်ကုန်ကျန်းတွေလာပြီးတော့လေ့လာလို့ရတယ်ပြီးတော့သူတို့ရဲ့စနစ်ကြသုံးဆွဲတဲ့ engineer စနစ်တွေပေါ့နော်သူတို့ကုမ္ပဏီပြာသန်းမှာလာပြီးတော့လေ့လာဖို့အတွက်လည်းသူတို့ဖိတ်ခေါ်တာပါရှင့် ပြီးတော့လေပစ္စည်းအမျိုးအစားအလိုက်ဂျာဂိုင်နှုန်းအလိုက်ရှော့ဈေးတွေလည်းရှိပါတယ်တဲ့။လာရောက်ဝယ်ယူတဲ့အချိန်ကြလို့ရှိရင်ကမ္ဘောဇားဗန်နဲ့ချိတ်ဆက်ပြီးတော့ငွေပေးချေလို့ကြအောင်လဲစီစဉ်ထားတယ်ဆိုပြီးသိရပါရဲ့ရှင့်။ဒါအပြင်မြန်မာနိုင်ငံတန်နဲ့တံပီးတင်ရလဲအိမ်မှာပြာခန်းလေးလုပ်ပြီးတော့ရောင်းချနေပါတယ်။အထူးရှော့ဈေးတွေလည်းရှိရလို့သိရပါရဲ့ရှင့်။ကိုရန်ကိုကြသွားရောက်ပြီးတော့လေ့လာဖို့လည်းကျွန်တော်တိုက်တွန်းချင်ပါရဲ့ရှင့်။လွယ်ပြည့်ဈေးသက်သာနဲ့ရရဲဆိုတော့ကိုယ့်ရဲ့အိမ်မြတ်ဆောက်တဲ့အခါမှာငွေကြေးကုန်ကြတာသက်သာတာပေါ့ရှင့်။ ဒီမှာသွားရောက်ဝယ်ယူတဲ့ပြည်သူတွေတဲ့ကနေပြီးတော့လဲစကားသံလေးချုပ်မျှဝေထားရှိပါရဲ့ရှင်။ဒါလေးတွေကျွန်မပြောပြပေးပါမယ်။ဒီစကားသံလေးမျှဝေထားတာကတော့ကံကံလှကွက်တဲ့ဥပဒေမျိုးနဲ့မှာနေထိုင်တဲ့ပြည်သူတူကနေပြီးတော့ရင်းဖွင့်ထားတာဖြစ်ပါရဲ့ရှင်။ mask ကုန်ပြီရတဲ့ဘီလက်မြေကိုသူလာပြီးတော့ဝယ်လာဖြစ်ပါတယ်တဲ့ဒီကုမ္ပဏီကရွှေကြပင်မှာလဲဈေးနှုန်းချေသွားစွာနဲ့ရောင်းပေးပါတယ်ဒီပြပွဲမှာလဲရောင်းနေရဆိုလို့လာရောက်ဝယ်ယူတာဖြစ်တယ်လို့သိရပါရဲ့ရှင့်ဒီပွဲတော်မှာဈေးတက်တာပြီးတော့ဝယ်ရတာအဆင်ပြေပါတယ်တဲ့လူတအုပ်ကို820အထိရောင်းချပေးပါတယ်ဆိုပြီးတော့ပြောကြားသွားပါတယ်ရှင့် ဒါလေးကတော့ဒီပေါ့နော်ဆောက်လွယ်ရေးပစ္စည်းတွေကိုဈေးနှုန်းချိုသာစွာရောင်းချနေရဲ့နေပြီးတော့ဥပ္ပန္နတန်တိဈေးဒီနာကတဘောင်းခွဲမှာပြုလုပ်နေရဲ့ဈေးရောင်းပွဲတော်လေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောပြနေတာဖြစ်ပါရဲ့ရှင်ကိုရိုင်းကိုကြအသေးစိတ်သိကျင်နေဆိုတော့တွားရောက်လေ့လာပြီးတော့ဝယ်ယူဖို့တော်လည်းတိုက်တွန်းချင်ပါရဲ့ရှင်မိဘပြည်သူများအားလုံးငလည်နောက်ပိုင်းမှာကိုယ့်ရဲ့အိမ်လေးတွေကိုလှလှပပတက်တက်လွယ်လွယ်လေးပြန်ပြီးတော့တည်ဆောက်နိုင်ကြပါစေလို့ကျွန်တော်တို့ Prime Media မှာလည်းဆုတောင်းမေတ္တာပို့သပါရဲ့ရှင်မိဘပြည်သူများရှင်ကျွန်မကိုဆက်လက်တင်ဆက်ပေးချင်တာလေးကတော့ရခိုင်ဒေသရဲ့ကျမ်းမာရေးဆိုင်ရာအခြေအနေလေးပေါ့နော်အရင်ခက်ခဲနေရလေးရှိပါရဲ့ရှင်ဒါလေးကိုကျွန်မတင်ဆက်ပေးချင်ပါတယ် ကျွန်မအနေနဲ့တော့ခိုင်ဒေတာနဲ့ပတ်သက်ပြီးတော့မကြာခဏတင်ဆက်ပါတယ်ရှင်။ဒီလိုတင်ဆက်တိုင်းမှာအခါကျရင်တချို့တွေကပေါ့နော်။ချို့တိုင်းသားတွေကတော့ခိုင်လူမျိုးတွေကိုမုန်းတီးနေတဲ့အခြေအနေတွေလည်းခွန့်မှန်လေးမမြင်ရပါဘူးရှင်။ကျွန်မဒါလေးကိုတော့တောင်းဆိုချင်တာလေးရှိရပေါ့နော်။ကျွန်မတို့တိုင်းသားတွေမှာဆိုရင်ငိမ့်ချမ်းကြီးကိုလူလာတဲ့တိုင်းသားလူမျိုးတွေအများကြီးရှိပါရှင်။သူတို့တွေရဲ့နှလုံးသားလေးကိုထိခိုက်အောင်ကျွန်မတို့မလုပ်ပါနဲ့နော်။အလုံးအကုတ်လူမျိုးကိုချစ်ကြတာပဲလေဟုတ်တယ်မလားတော့ခိုင်လူမျိုးဆိုလဲငါတို့တော့ခိုင်လူမျိုးကချင်ဆိုလဲငါတို့ကချင်လူမျိုးကရင်ဆိုလဲငါတို့ကရင်လူမျိုးဆိုလဲချစ်ချင်းမြတ်တာလေးရှိရဲ့ရှင့် ဒါဆိုကျမကလူမျိုးတစ်ခုလုံးစော်ကားတာထပ်စားလို့ရှင်လက်နက်ကင်နဲ့သူတွေကိုပဲဥတည်ပြီးတော့ပြောဆိုပြောဆိုတိုက်ခိုက်တာပို့ပြီးတော့ကောင်းတယ်လို့ထင်တာပေါ့နော်။ဘာကြောင့်လဲဆိုတော့ဒီလိုစိုးကြိုတွေဖြစ်တာတိုင်းသားတွေကြောင့်မဟုတ်တာရှင်။ဒီလက်နက်ကင်ရတဲ့သူတွေကြောင့်ဖြစ်တာ။တိရရောက်ခိုင်ဆိုလဲဒီလိုပဲရောက်ခိုင်လူမျိုးတွေတချို့ပြေးလာတဲ့သူတွေရှိရဲ။အေးအေးမုန်းနေတဲ့သူတွေအများကြီးရှိရဲရှင်။အေးအေးအဖွဲသားတွေတတ်တာခံခဲ့ရတဲ့ရောက်ခိုင်လူမျိုးတွေရှိရဲ။သူတို့မိသားစုဝင်တွေဆိုအေးအေးအရင်မုန်းနေ။မြမတက်မလို့လေဒီအေးအေးတွေအမြင့်ဖြတ်တိုက်စီခြင်းနဲ့ပေါ့နော်ဒီလိုအခြေအနေတွေဒီလိုဘဝပုံစံတွေအများကြီးရှိရရှင်မြင်ပြန်ပါလေဒါကြောင့်ကျွန်တော်တို့က ရခိုင်ဆိုရင်ရခိုင်တိုင်းကို မုံတင်းမှုဆိုတာထက်အေးအေးဦးပဲကျမတို့ကအကျံပတ်အဖြစ်နဲ့မြင်တတ်ပြီးတော့ဒီလက်နက်ကရဲ့စိုးဝါးမှုတွေကိုမြင်အောင်ကြည့်တတ်ဖို့လိုပါရဲ့ရှင့်ကျမတို့တိုင်းသားစီလုံးညီညွတ်မှုပြိုကွဲလို့မရပါဘူးရှင့်ဒါလေးကိုကျမတို့နှလုံးသားထဲမှာမှတ်သားထားဖို့လိုပါရဲ့ရှင့်အဲတော့ကျမအနေနဲ့ရခိုင်ဒေသမှာဖြစ်နေတဲ့စိုးဝါးပြဿနာလေးပေါ့နော်အဲ့ဒါလေးပြောပြချင်ပါရှင့်ရခိုင်ဒေသမှာဆိုရင်စိုးဝါးကုန်တယ်တွေကရခိုင်ပြည်နယ်မောင်တော်မြို့နယ်ကနေတဆင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံကစိုးဝါးတွေကိုဝယ်ယူပြီးတော့ရခိုင်ပြည်နယ်အနှံ့အပြားကိုတင်သွင်းရောင်းချတာပြုလုပ်ရပါရဲ့ရှင့် အဓိကသူတို့စီမှာဆိုရင်အေးအေးထိန်းချုပ်ထားတဲ့နေနေပါဆိုရင်တဲ့ကလေးတငယ်လေးနဲ့လူကြီးတွေကရှားနာတွေဖြစ်ပြီးတော့ကူးဆက်ရောဂါလည်းရန်ဖြစ်နေရပေါ့နော်ပြီးတော့ဆေးဝါးလိုအပ်ချက်ကလည်းရန်အောင်မြင့်မားနေပါရဲ့ရှင့်အေးအေးထိန်းချုပ်တဲ့နေနေလေးစီကိုပြင်ပြမပေါ့နော်ပြင်မဘက်ကနေဆိုတာဒီမြန်မာနိုင်ငံဒီကနေပို့တဲ့ဆေးဝါးတွေပေါ့ရှင့်မရောက်ဘူးတော့မဟုတ်ရောက်တယ်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့အဲ့ဆေးဝါးတွေကအဆမတန်ဈေးကြီးနေတယ်တဲ့ရှင့်ဒါကြောင့်အဲ့ဒီကုန်တယ်တွေကဆိုရင်ဘင်္ဂလားဒေ့ရှ်ကနေပြီးတော့ဈေးကိုတင်သွင်းတယ်မောင်တော်ကနေတစ်ဆင့်ပေါ့နော်တင်သွင်းပြီးရဲ့အခါမှာဆိုဈေးသက်သာနဲ့ရောင်းချပေးရလို့သိရပါရဲ့ရှင့် ဈေးတွေဘယ်လိုလဲဆိုတော့သူတို့တဲ့ဒီပြည်မကနေလာတဲ့ဈေးဈေးထဲမှာဆိုတော့နော်ပါရာစီတမောဆန်တော်မှာတက်ကတ်ကို3000 4000လောက်ပေးရတယ်တဲ့ဘင်္ဂလားဒေ့ရှ်ဘက်ကတင်သွင်းနေဆိုရင်တက်ကတ်ကို600လောက်ပဲပေးရတယ်လို့သိရပါတယ်ရှင့်ဒီတော့လေဒေသခံပြည်သူတွေအတွက်အစဉ်ပြေအောင်လို့ကုန်တယ်တွေကလည်းရတဲ့လမ်းကြောင်းတွေတင်သွင်းတဲ့သဘောတရားလေးဖြစ်ပါတယ်ရှင့်အဲ့လိုတင်သွင်းတဲ့အခါမှာတဲ့သူကပါလဲဆိုတော့ဒီဘောနော်ဒီမောင်တော်ပစ္စည်းတွေအရောက်တယ်ဆိုရင်သူကအေးအေးစီမှာသွားပြီးတော့အခွန်ဆောင်ရတယ်ကိုတင်သွင်းလာတဲ့ဆေးရဲ့300ခိုင်လုံးပေါ့ဆေးပစ္စည်းအလုံးတန်ဖိုးရဲ့300ခိုင်လုံးအေးအေးကိုခွန်ဆောင်နေဆိုအေးရခွင့်ပြုပေးတယ် ဆိုတော့သူကအိမ်မောင်တော့ကနေတဆင်ရခိုင်ပြည်နယ်အေအေထိန်းချုပ်တဲ့နေမျိုးတွေလည်းဖြန့်နေတခြားနေမျိုးတွေလည်းဖြန့်နေပေါ့ရှင်အဲ့လိုပုံစံမျိုးလောက်ကန်ထားခဲ့ရဖြစ်ပါတယ်အခုပါဖြစ်လာလဲဆိုတော့သူကဒီလိုမျိုးအေအေကဖြန့်ဝင်ပြူတာက2025ဧပြီလအထိအစင်ပြည်တယ်တဲ့အခုမေလမှာကျတော့ဒီအခွန်ရုံးတွေပေါ့နော်အခွန်ရုံးတွေလည်းသူကမောင်တော့မှာဖွင့်ထားတယ်တဲ့မောင်တော့ကနေမျိုး၃ခုမှာအေအေကအခွန်ရုံးတွေဖွင့်ထားတယ်လို့သိရတယ်ရှင့်ဒီတော့အခုအဲ့ဒီအခွန်ရုံးနေဟာဆိုရင်သူတို့အခွန်ပြေစာတွေမထုတ်ပေးဘဲနဲ့ပစ္စည်းတွေကြန့်ကြာမှုတွေဖြစ်နေတယ်လို့သိရပါတယ်။အခုကြန့်ကြာနေရဆိုဆယ်ရက်ကျော်သွားပြီလို့လည်းရေးသားထားပါရှင့်။ ဒီတော့ဒီဆေးဝါးတွေပေါ့နော်တင်သွင်းလာတဲ့ကုန်တယ်တွေအရဆိုရင်စိတ်ပူလာပြီးရက်တွေကြာလာတဲ့ခါကျလို့ရှင်ပြန်ပြီးတော့ဖြန့်တဲ့ခါမှာဈေးတက်တဲ့ကိစ္စတွေဈေးနှုန်းကွာကျတာတွေဖြစ်မှာကိုတို့စိုးရိမ်နေပါရှင့်ဒါပြင်တို့ဇီယာနေပုံမှန်ယူနေကြဖောက်တယ်တွေပေါ့နော်ဆေးဆိုင်တွေဘာတွေအရဆိုလည်းလှမ်းမေးနေကြပြီးတဲ့ဈေးတွေမလာသေးဘူးလားပေါ့နော်ဟိုအရင်ကဒုက္ခရောက်နေကြဆေးပြက်လက်လို့ရှင်သူကအဆင်မပြေဘူးလေဟုတ်တယ်မလားအတိအကအစားတောက်တဲ့ဆေးဝါးပဲလူတယောက်ကလေနေကြမရှိတော့မှတဲလေးထိုးပြီးနေလို့ရသေးရောဂါဖြစ်ရင်ဈေးကုဆီယာမရှင်သိမ့်ပါလေ ်သိလားပြီးတော့အခုလိုမျိုးစစ်ဘေးစစ်တမ်းဖြစ်တဲ့အချိန်မှာကိုဆိုးတာဝါရှင်နာမကျန်းဖြစ်တာတွေကလေးတငယ်တွေဒုက္ခရောက်တာတွေပေါ့နော်ပြီးတော့အခုလိုရားနာတွေဖြစ်တယ်စေးတာမရှိရင်ဒါမထိန်ထုတ်နိုင်မယ်နဲ့တော်တော်ဒုက္ခများကြမယ်ကိစ္စရဲ့တခုရှင်သိလားဒီတော့ဒီစေးဝါရောက်ချရတဲ့သူတွေလည်းသူတို့ဆိုးရင်တော့ပေါ့နော်ဒီတော့အဲ့လိုအချိန်တွေဖြစ်နေရဲ့ရှင့်ဒီလိုလက်ရှိမှာဆိုရင်ရခိုင်ဒေသမှာဖြစ်တဲ့အခြေအနေကတော့ဆေးဝါးတွေဟာဆိုရင်လုံလောက်စွာဖြန့်ပြူးနိုင်ခြင်းမရှိဘဲနဲ့ရခိုင်ဒေသကံများဒုက္ခရောက်နေသည်ပေါ့ရှင်။ပြီးတော့အေးအေးရဲ့လုံဆောင်ချက်တွေကိုကျမကသုံးသက်တယ်ပဲပြောရမလားဝေဖန်တယ်ပဲပြောရမလားပေါ့နော်။ တို့အနေနဲ့ရခိုင်ဒေသကိုကဲတယ်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ဒီလုံကြီးကိုလုံးကြတာလေအခုတို့ထိန်းချုပ်လို့ရတဲ့နေမြေအချို့ရသွားခဲ့ပြီအဲ့ဒီနေမြေအချို့လေးတွေတောင်မှတောင်မှမှန်ကန်ကောင်းမွန်စွာနဲ့ပြည်သူတွေကိုအဆင်ပြေမှုတွေမဆောင်ရွက်ပေးနိုင်ဘူးလားရှင့်ရခိုင်ပြည်နယ်တစ်ခုလုံးစာထဲမတွက်နိုင်အောင်နော်ကျွန်မပြောချင်တာအေးအေးလို့ထွတ်မြက်နိုင်လို့ရခိုင်ပြည်နယ်တစ်ခုလုံးအုပ်ချုပ်ပြီးလုပ်ဖို့မပြောနဲ့အခုဒီရသွားတဲ့မြို့နယ်လေးနည်းနည်းမှတော့မှသူတို့ဒီလိုမျိုးစီမံမှုတွေမလုပ်နိုင်တာဟာသူတို့ဟာအစိုးရလုပ်ဖို့အတွက်ရည်ချင်းမရှိဘူးဆိုတဲ့သဘောပဲရှင့်အခုတော့မှ ရထားတဲ့အခြေအနေအချိန်ခါလေးနေနေလေးတွေကိုတော့မှလူတွေစေးဝါးပြည့်စုံအောင်မဖန်တီးနိုင်ဘူးအခုစေးဝါးတွေကမောင်တော်မှာပိတ်သွားပြီဘာကြောင့်ပိတ်လဲဘာကြောင့်ပိတ်လိုက်တာလဲအေးအေးသာအတိဆုံးဖြစ်လဲမရှင်ပိတ်လိုက်တဲ့စေးဝါးတွေကဘယ်ရောက်ရောက်မှာလဲဘယ်ရောက်သွားမှုအတွက်ပိတ်လိုက်တာလဲဘာကြောင့်ပိတ်လိုက်တာလဲအခွန်ပိုလိုချင်လို့လားအခွန်ပိုလိုချင်လဲတေးကြတယ်ပြည်သူပဲတစ်ခါရောက်မှာဟုတ်တယ်လေအခွန်တိုးလိုက်ပြီဆိုရင်ဒီစေးရဈေးတက်သွားပြီရှင်ဈေးတက်သွားပြီရှင်ကုန်တယ်ရတော့အရှုံးမခံအောင်တေးကြတယ်နော်သူတို့ဈေးတင်လိုက်မှာပဲဒါဆိုလည်းဖြစ်လေအမြင်ပြန်ပြည်သူတို့ခောက်ရောက်ပြီလေရှင်းရှင်းလေး နော်အဲ့တော့အခွန်တိုးချင်လို့ပိတ်တယ်ဆိုလဲပြည်သူပဲဒုက္ခရောက်မှာသူတို့ရဲ့ရခိုင်လူမျိုးပဲဒုက္ခရောက်မှာနော်ဒါမှမဟုတ်ဒီဆေးတွေကိုရခိုင်ပြည်နယ်တွေပေးမဝင်ဘူးဆိုရင်ဒါရခိုင်လူမျိုးတွေအနုနည်းနဲ့တတ်လိုက်တာပဲလားဆေးလိုအပ်နေတဲ့သူဆေးမပေးဘူးဆိုမှတော့မင်းသိလိုက်တော့လို့ပြောလိုက်တာနဲ့တူတူပဲလေထုံမျက်နှာဘာရွယ်ချက်နဲ့အဲ့လိုလောက်တာလဲဆိုတော့တစ်ချက်လောက်မေးကြည့်ကြပါလားလမ်းကြုံလို့ရှိရင်ဒါပေမဲ့သူလို့တမယကတော့ဘယ်ဘက်ကပတ်တူတူရခိုင်ပြည်နယ်အတွက်စိုးကြိုးကြီးပဲဖြစ်မှာရှင့်အစ်မအနေနဲ့တရင်သုံးသက်ချက်လေးပြောရမယ်ဆိုတော့လေရခိုင်လူမျိုးတွေဟာရခိုင်ပြည်နယ်ဟာထွန်းမြတ်နိုင်ရဲ့ကျေးဇူးကြောင့် နောက်ထပ်10နှစ်20လောက်ထိကိုပျက်စီးဆုံးရှုံးနေတဲ့ပြည်နယ်အဖြစ်နဲ့ပဲရှင်သန်နေရအောင်မထင်နဲ့ရှင့်။မြားပြည်နယ်ကတိုးတက်တိုးတက်သွားမယ်။သူကကြံခဲ့မှာ။အဲ့လိုပဲစင်မြတငွေငွေတငွေငွေတငွေငွေခဏနေမြမတက်မလို့နဲ့ချလိုက်ခဏနေဘင်ဘက်ကရှိလာတဲ့အကြမ်းဖက်သမားတွေနဲ့ချလိုက်ခဏနေသူမြားဥစားဖြစ်တာနဲ့ချလိုက်နေရခိုင်ပြည်နယ်မှာအဲ့လိုပဲစစ်ကတငွေငွေဖြစ်နေမှာ။ပြီးတော့အခက်မဲ့တဲ့လို့ကံများဆိုလို့ရှင်လေ။ အင်မတန်ဟိုစိုးွားတဲ့လက်နက်တွေလာပြီးစမ်းသက်တဲ့နေမြေတော်ဖြစ်သွားနိုင်နေရှင့်အဲ့လိုစမ်းသက်တော့မိမတက်မတော်လာစမ်းမှာမဟုတ်ဘူးနော်ဒီကစမ်းမဲ့လူတွေအဆင်သင့်ရှိရဲ့ရှင့်ဒီကအဲ့မှာစမ်းကြလိမ့်မယ်အဲ့ဒဏ်နေခံနိုင်မှုပဲလို့တယ်အခုတော့မှရခိုင်ပြည်နယ်မှာရှိတဲ့မျိုးသမီးရဲ့ကလေးရဲ့ဘလောက်တော့ဒုက္ခကြီးနေလဲဆိုတော့နည်းနည်းလေးကိုချင်းစာပြီးကြည့်ကြည့်ပါအောင်ရှင့်ရခိုင်ပြည်နယ်ဘက်ကိုချက်လှမ်းမျောကြည့်လိုက်ပါအောင်ကျမလေးစိတ်ကူးတဲ့ကနေလှမ်းမျောကြည့်ရတော့ရခိုင်ပြည်နယ်ကလေအငွေ့တလူလူတက်နေပြီရှင်သိလားမကြခင်ပြာကြတော့မယ်ဒီတော့ဒါတွေအားလုံးဘဲကစတယ်လဲဆိုရင်ထွက်မြက်နိုင်ဆိုတဲ့သူက ပြည်နယ်ခွဲထွက်ပြီးတော့ငါတို့နိုင်ငံထူထောင်မယ်ဆိုတဲ့အဖရခိုင်နိုင်ငံတော်ထူထောင်မယ်ဆိုတဲ့စိတ်ကူးရင်ဇာလန်းအနေစတဲ့စိုးကြိုးတွေပဲရှင့်ပြည်တော်စုနဲ့ပေါင်းစည်းထားတာကရခိုင်လူမျိုးအေးဂျင့်နဲ့ရှင့်ပြည်တော်စုကနေခွဲထွက်မယ်ဆိုရင်တော့စိုးဝါဆုတ်ပြတ်သွားတာလွယ်လို့ရှင့်ဘာမှရလာမှာမဟုတ်ဘူးရှင့်အဲ့ဒါသိကြပါရယ်နော်ဒီတော့ဒီချိန်မှာတော့ရှင့်အားလုံးတော့နောက်ကျသွားပါပြီပြင်လဲပြန်လဲပြင်ဆင်လို့လည်းမရတော့ပါဘူးထွက်ပြတ်နိုင်ဆိုတဲ့သူကသက်ရှိထင်ရှားနဲ့အသက်ရှိရှိနေနေတဲ့၍ ရခိုင်ပြည်နယ်ကအသက်တိုနေတဲ့ပြည်ဖြစ်မှာတော့သိကြပါပဲရှင့်ဒါလေးတော့ကျွန်မသတင်းသုံးသပ်ချက်လေးနေနဲ့ပြောပြပေးလိုက်ပါရစေတော့ရှင့်ဒီပါပြည်သူများရှင်ကျွန်မအနေနဲ့ဒီကားလာဒီမှာပေါ့နော်ရွက်ကောက်ပွဲလေးပြီးပြီဆိုတော့ရွက်ကောက်ပွဲနဲ့ပတ်သက်တဲ့ဘူးတုဒ္ဒလေးတွေကိုကျွန်မမိပါပြည်သူများတနေ့နေ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 လေးစီခေါင်းစဉ်လေးကွဲလေးနဲ့ပြောပြချင်တယ်ရှင်။ဘာကြောင့်လဲဆိုတော့ကျွန်မတို့ဒီဖြစ်စဉ်ကြီးတွေအများကြီးများပြားမှဖြစ်တဲ့အတွက် ကျမတို့တနေ့နည်းနည်းပြောတာမှပဲအိမ်စာကြေးပါပေါ့နော်မိဘပြုံများလည်းအိမ်စာကြေးမယ်ကျမလည်းအိမ်စာကြေးမယ်ဒီတော့မှရွေးကောက်ပွဲမှာကျမတို့ကမမှန်ကန်ကန်နဲ့ပါတီကိုရွေးချယ်နိုင်မှာကိုယ်စားလှယ်တွေရွေးချယ်နိုင်မှာဖြစ်ပါရဲ့အခုဒီနေ့ကျမပြောပြချင်တာကကျမတို့ဒီနဆကအစိုးရနေပြီးတော့နိုင်ငံရေးပါတီအပေါ်မှာဘလောက်ထိတော်မှငဲ့ညာမှုတွေလုပ်ခဲ့လဲဆိုတာလေးပြောပြချင်တယ်ပြောပြတဲ့အကြောင်းရင်းလည်းကျမတင်းသုံးသက်ချက်လေးမှာထည့်သွင်းပေးမယ်ရှင့်ဒီလိုဆိုပြပြမှာကရွေးကောက်ပွဲဝင်မဲ့နိုင်ငံရေးပါတီတွေပေါ့နော်မှတ်ပုံတင်ခြင်းနဲ့သက်ဆိုင်တဲ့ဥပဒေတွေကိုအစိုးရဆက်ဆက်ပြဋ္ဌာန်းခဲ့တာရှိရလေ အဲ့လိုပြန်ထမ်းခဲ့ပြီးရခါမှာဆိုရင်သူကခေတ်ကာလအရပြင်ဆင်ပြီးထုတ်ပြန်ရတဲ့အခြေအနေလည်းရှိရရှင်ဥပဒေကိုပြန်ပြန်ပြင်ရတာပေါ့နော်ဒီတော့ဒီခေတ်မှာအခုခေတ်မှာဆိုရင်2023ခုနှစ်ဇန်နဝါရီလ26ရက်နေ့မှာ NASA ကနေပြီးတော့နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကိုပြန်ထမ်းခဲ့ပါရှင်ဒါပေမဲ့အဲ့လိုပြန်ထမ်းပြီးရခါမှာတနှစ်ကျော်ကြာတဲ့2024ခုနှစ်ဇန်နဝါရီလ30ရက်နေ့မှာဆိုရင်ဒီဥပဒေကိုပဲပြန်လည်ပြီးတော့ပြင်ဆင်ပြဋ္ဌာန်းပေးခဲ့ပါရှင် ဒီတော့ဒီတရားနေပြင်ဆင်လိုက်တဲ့အချက်တွေတရားပေါ့နော်ထူးခြားတဲ့အချက်လေးကျွန်တော်ပြောပြပေးပါမယ်ရှင်အဲ့ဒီအချက်လေးတွေကတော့ဒီမူလဥပဒေမှာဆိုရင်ပုံမှန်၅ဆလုံးဆိုတာရှိရဲ့ပေါ့နော်အဲ့ဒီ၅ဆလုံးကပြည်တော်စုတဝန်းလုံးပြည်တော်စုတဝန်းလုံးကိုသူကစီယုံပြီးတော့ရွေးကောက်ပွဲဝင်ပါတီဖြစ်မယ်ဆိုရင်တဲ့နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတွင်ဝင်ပြတဲ့နေ့ရက်ကနေစပြီးတော့ရပောင်း60အတွင်းပါတီဝင်ဥယျာဉ်အ ਨੇ ဆုံးသသိန်းကိုစီယုံရမယ်ဆိုပြီးတော့ဒီပထမပြဋ္ဌာန်းတဲ့ဥပဒေမှာပြဋ္ဌာန်းထားတယ်အခုပြင်ဆင်တဲ့ဥပဒေမှာကြတော့ပါတီဝင်ဥယျာဉ်9000ကိုပဲ ဟိုစီးရုံရမယ်ဆိုပြီးတော့ပြင်ဆင်လိုက်တယ်ရှင်ပထမတသိန်းပေါ့နော်အခု9000ပဲစီးရုံရမယ်ဆိုပြီးပြင်ဆင်ပေးထားတယ်ဟောဒါကိုဘာကြောင့်ပြင်ပေးလိုက်တာလဲဆိုရင်ပါတီတွေအတန်ထွက်လာလို့တဲ့ကျွန်တော်တို့သိထားတဲ့သတင်းရင်းမြစ်အရာဆိုရင်ပေါ့နော်သူတို့ကဘာကိုအတန်ထွက်လဲဆိုရင်နာအဖလက်ထက်ကတဲ့ဘိုးချုပ်ဦးကြီးဦးတန်းရွှေပြာထမ်းခဲ့တဲ့ဥပဒေကိုသူကကင်ပြီးတော့အတန်ထွက်တယ်သူတို့များပြောပါတယ်သူတို့ကလေဟိုးရှစ်ခစ်ကိုသွားကြင်နေသူတို့ပဲမသွားကြင်နေသူတို့ပဲသူတို့လောက်ဒီနာဖလက်ထက်ပေါ့နော်ဦးဘိုးချုပ်ဦးတက်ရွှေလက်ထက်ကစစ်အာဏာရှင်စစ်အစိုးရဆိုပြီးပြောတာလေသူတို့ပဲ ်အခုလိုအပ်ချက်ရှိလာတော့လေအဲ့ဒီခစ်ကထုတ်ခဲ့တဲ့ဥပဒေကိုကင်ဆယ်ပြီးပြောတဲ့ကျမတို့အံ့ဩတယ်တဲ့နော်လူတို့မျိုးဘလို့တို့မျိုးနော်တိလားလူတို့မျိုးဘလို့တို့မျိုးတို့ကဦးသားရွှေကိုတို့တော့မုံတာတို့ပဲရှိရတို့တော့ဆက်အနာရှင်ဆိုပြီးပြောတာတို့ပဲရှိရအခုကျဦးသားရွှေလက်ထက်ကပေါ့ဦးစားဥပဒေကိုကင်ဆယ်ပြီးတော့တို့ကပြောတယ်အဲ့ဥပဒေကိုကျမပြောပြမယ်ရှင်ဦးသားရွှေလက်ထက်ကထုတ်ထားတာပါလဲဆိုတော့တဲ့ ပြည်ထောင်စုတဝန်းလုံးကိုတဲ့ဒီစီယုံပြီးတော့ရုပ်ောက်ဝင်မဲ့ပါတီဖြစ်တယ်ဆိုရင်တဲ့နိုင်ငံရေးပါတီအဖြစ်မဟုတ်ဘူးတဝန်းပြုတဲ့နေရာစပြီးတော့ရပောင်း60အတွင်းပါတီဝင်ဦးရဲ့အနည်းဆုံး1000ကိုပဲစီယုံရမယ်ဆိုပြီးတော့ဦးတန်းရွှေကထုတ်ထားတယ်တဲ့အဲ့တော့အခုက9000ပေါ့နော်ဒါတသိန်းပေါ့ရှင်ပထမထုတ်တော့တသိန်းဆိုတော့သူက1000နဲ့တသိန်းဆိုတော့ရမ်းကွာတယ်ရမ်းကွာနေတဲ့အတွက်ဦးတန်းရွှေတော့ကျ1000ပဲစီယုံခိုင်းတာအခုကျမှတသိန်းဆိုတော့များပါတယ်ဆိုပြီးတော့အထွန်းတက်တဲ့အတွက် NASA ကနေပြီးတော့9000ရှော့ပေးလိုက်ရတာဇလန်းအဲ့လို ။ပြီးရင်ဇလန်အဲ့လိုသူကလိုတဲ့ဟာဆွဲပြီးတော့ဆွဲကင်ပြီးပြောတော့ဟိုကလည်း short ပေးလိုက်ရတာပါရှင်။ပြီးတော့ကျမအနေနဲ့ပြောချင်တာကဘာလဲဆိုတော့လေပါတီတစ်ခုလုံးထောင်နေပြီးတော့တနိုင်ငံလုံးမှာရှင်လူရေ55တန်းရှိတယ်။ကျမတွက်ပြမယ်55တန်းရှိတယ်။အခုဒီနောက်ဆုံးကျမတို့ကောက်လိုက်တဲ့လူရေစင်းရင်ရ55တန်းအဲ့ဒီမှာမဲပေးနိုင်တဲ့လူရေဘယ်လောက်ရှိလဲ။ညာဆုံးတန်း20ပေါ့ရှင်။ညာဆုံးရှိမှာဟုတ်တယ်မလား။သုံးပုံတစ်ပုံပဲထားပါတော့။တန်း20လောက်ပဲထား။တန်း20မှာမှစီးရွားတဲ့လူရေကတသိန်းပဲရှိရ။အဲ့ဒီတသိန်းကိုပါတီဝင်အနေနဲ့မစီးရုံနိုင်တဲ့ပါတီတွေကနိုင်ငံရေးကိုဥဆောင်ပြီးတော့ ဘသူ့ကိုစီယုံကျင်တာလဲရှင်ပြောပါနိုင်ငံရေးစင်မြစ်ပေါ်တက်ပြီးတော့အလုပ်လုပ်မဲ့သူတွေကမြန်မာနိုင်ငံလူကြီးပေါ့နော်မဲပေးမဲ့လူသန်း20လောက်ရှိတာကိုတသဲလို့သူတို့မစီယုံနိုင်ဘူးဟောတတော်စဉ်းစားခက်တဲ့ကိစ္စပဲရှင်ဟောနိုင်ငံရေးသမားတွေဘလို့ဖြစ်လာကြတာလဲရှင်စီယုံရေးဆိုရင်ကောင်းလို့နိုင်ငံရေးသမားလုံးကြမှာမဟုတ်ဘူးလားရအောင်စီယုံရမယ်လေသူများရအောင်လုပ်နိုင်တာကိုဘာလို့မလုပ်နိုင်တာလဲစဉ်းစားလေအခုဆိုရင်ဒီစင်မြစ်စီကံအတိုင်းဘောင်ဝင်အောင်လုပ်ထားတဲ့ပါတီအများရှိရဲ့အဲ့ဒီပါတီကတော်တာပေါ့ဒါဆိုအရင်တော်တာပေါ့အင်မတန်တော်တာပေါ့အဲ့ဒီပါတီကတော့လုံနိုင်တာကိုဘာလို့မလုံနိုင်တာလဲ ကိုယ့်ရဲ့ပါတီတသေးလေးပါတီဆိုတသေးလေးတော့နိုင်ငံတစ်ခုနဲ့ရှင်တကယ်ကိုတသေးလေးပါတီတစ်ခုရဲ့ management တွေပါတီတစ်ခုရဲ့လုံဆောင်ချက်တွေဟာနိုင်ငံတစ်ခုလုံးနဲ့ရှင်တသေးလေးအဲ့ဒီတသေးလေးဟာပထမအစံစာမွေးပွဲဖြစ်လို့ပဲဒီစာမွေးပွဲတော့မဖြစ်နိုင်တဲ့သူတွေကနိုင်ငံတော်အဆင့်လာပြီးကျမတို့ကိုစီမံပေးမယ်ကျမတို့ဘယ်လိုစိတ်နဲ့ရှင်ရောက်မှာလဲရှင်အဲ့လိုပါတီကိုပြောပါဦးဟမ်ဒါကျမတော်တော်ပေါ့နော်စိတ်ထဲမှာတွေးမိရအောင်လို့ပါတီတစ်ခုလုံးထောင်ပြီးတော့ဒီလောက်ရှားကန်နှုံးလေးတောင်မှာကိုပါတီဝင်ဖြစ်တဲ့မစွမ်းဆောင်နိုင်တဲ့သူတွေကနိုင်ငံတော်အဆင့်ရှားသူတွေယူကြမယ်လို့တွေးကြတာကတော့ရှင် เนาะစီယုံကြည့်လိုက်ပါရှင်เนาะနိုင်ငံရေးပါတီအနေနဲ့စီယုံရတာလေးကတိတိလေးပါလူတွေစီယုံရတာတိတိလေးနိုင်ငံတော်အဆင့်ဖြစ်သွားလို့ရှင်ကိုယ်နိုင်ငံလူတွေကိုယ်တည်းမကအောင်နိုင်ငံရဲ့ခြားလူတွေလည်းစီယုံအောင်မနိုင်ငံကပိုင်းတစ်ခုလုံးမှရှိရနိုင်ငံအားလုံးကိုစီယုံရမှာအဲ့ဒီစာမွေးပွဲကြီးဖြေဖို့အတွက်အခုမြန်မာနိုင်ငံမှာရှိတဲ့လူလေးတွေကိုပဲစီယုံကြည့်လိုက်ပါအောင်ရှင်အဲ့ဒီဆောင်ပွဲအောင်နေဆိုတော့ရွက်ကောက်ပေါ်ဝင်ကြပါရှင်မအောင်တော့မဝင်လည်းပေါ့ဒါလေးပဲရှိပါတယ်အခုနိုင်ငံတော်ကရှော့ပေးလိုက်ပြီနော်ပါတီဝင်ဥယျာဉ်9000ပဲစီယုံရမှာစီယုံလိုက်ပါအောင်စူးစမ်းပြီးတော့နော် တကယ်လို့စီယုံလို့မရအောင်ဆွဲရတယ်ရုပ်ကမပွင့်တော့ပါရှင်ဟုတ်တယ်မလားဒါအခုချိန်ကိုရေချင်းမဖြစ်သေးဘူးလို့ပဲသတ်မှတ်လိုက်နောက်ထပ်ရုပ်ကပွဲရရှိပါသေးရဲ့အများကြီးရှိပါတယ်ငါးနှစ်တခါကျင်းပါတယ်ဒီမိုကရေစီမှာအခုခုကြားထဲမှာပေါက်ပြလို့လို့အာဏာသိမ်းသွားတာမဟုတ်ဘူးဆိုရင်ပေါ့လေပြောပြတာပါနော်ငါးနှစ်တခါကျင်းပါတာငါဒီငါးနှစ်မှာမမီသေးရင်နောက်ထပ်ငါးနှစ်အတွက်ဆိုလေပလန်ဆွဲပြီးစူးစမ်းလိုက်ပါရှင်အတင်းကြီးတခါတည်းဒီဟာမှဖြစ်မယ်ဆိုပြီးဝင်စရာအကြောင်းရင်းမှမရှိပါရှင် ောက်တယ်မှာတိုင်းမြင်မျက်နှာလေးတော့အဲ့လိုနည်းလေးပြန်ကြည့်လိုက်ကြလေမကောင်းဘူးလားပြပြတာပါလူသွားတော့လူသားကတော့ထိုင်ကုန်လိုချင်ကြတာကြီးပဲဒါမဲ့ကိုကဒီထိုင်ကုန်နဲ့ထိုက်တန်တဲ့အရေးချင်းရှိမရှိဆိုတာကိုကအောင်ပြန်ဆက်ဆက်ရမှာရှင့်ဒါလေးကတော့ကျမနေနေပေါ့နော်နိုင်ငံရေးပါတီလေးပေါ့နော်ဒီနာဆာကနေပေါ့အများကြီးတို့ဖြေလျှော့ထားတယ်သီလားအဲ့ဒီဖြေလျှော့တာတောင်မှတို့ကအဲ့ဒီဖြေလျှော့တဲ့ဟာတော့မှထပ်ပြီးတော့ဖြေလျှော့ခိုင်းနေနေထားရင်မြင်နေရတာတော်တော်စိတ်မကောင်းရှင့်တကယ်ဆိုလေးကကျမနိုင်ငံလည်းခါကြံအဲ့လိုပဲတိကကိုယ်ကိုပဲဥတည်ပြီးတော့အရာအလုံးပြုပြင်ပေးနေရမလို့ကဘာကြီးကရှင်းလို့ပဲမူတည်ပြီးလဲနေရလား စဉ်းစားကြည့်ပါဦးရှင်အဲ့လိုအတွေးခေါ်မျိုးတွေနဲ့ချုပ်နိုင်ငံသမားတွေကလေကျွန်တော်နိုင်ငံမှာအရှင်းဖြစ်ခဲ့တဲ့59ဆလုံးနဲ့ပတ်သက်ပြီးတော့59ဆလုံးဆိုတာဗိုလ်ချုပ်အောင်ဆန်းလက်ထက်ခရရနေပြီးတော့နိုင်ငံတော်ရဲ့တမန်ရယာတူတွေပေါ့နော်ဒီလိုယူကြတဲ့ခါကြလို့ရှင်နိုင်ငံသားတွေရဲ့ဝင်ရောက်ဆုတ်ဖက်မှုကင်းအောင်ဆိုပြီးတော့ဗိုလ်ချုပ်ဆန်းလက်ထက်ခရရနေပြီးတော့အဲ့ဥပဒေရဲ့ဝန်ဆောင်ပုံမှန်ကိုထည့်သွင်းခဲ့တာအန်တီတော်အောင်ဆန်းကြီးလက်ထက်လည်းရောက်လဲရောက်တော့ဒီပုံမှန်ကအန်တီကိုဦးတည်ပြီးလှုပ်ထားပါတယ်ဆိုပြီးတော့ အနီပိုးတွေအတင်းပြင်းနေရှင့်အဲ့တော့ကျမလည်းစမ်းသားပါဗိုလ်ချုပ်အောင်ဆန်းကဒီ59ဆလုံးဆိုတာကိုလှုပ်ဖို့အတွက်ကိုဒါသူစီမံခဲ့တာပေါ့နော်ဆိုတော့သူကသူ့တံမီနိုင်ငံသားသားနဲ့ယူမယ်ဆိုပြီးကြိုတိလို့များစီမံခဲ့တာလားအဲ့လိုမေးလို့ရှင့်ကျမတို့စိတ်ဆိုးကြအောင်မယ်ခါကြရင်လေတိလားကျမတို့ရိုးရှင်းရှင်းမေးလိုက်တဲ့မေးခွန်းเนี่ยဘာလို့သူတို့နှလုံးသားတွေထိသွားရလဲမသိဘူးဟိလားကျမတို့မေးတာရိုးရှင်းရှင်းလေးဟုတ်တယ်လေဗိုလ်ချုပ်အောင်ဆန်းသူ့တံမီနိုင်ငံသားသားနဲ့အိမ်အောင်ကြမယ်လို့သိမှမသိခဲ့တာရှင့်ဒါကိုယ့်နိုင်ငံအတွက်လှုပ်ခဲ့တဲ့ ုံမှားတစ်ခုပဲလေဒါလိုအပ်ချက်တစ်ခုပဲလေမဟုတ်လို့လားကျွန်မပြောတာနိုင်ငံခြားသားတွေနဲ့ပတ်သက်နေမိသားစုတွေမြန်မာနိုင်ငံရဲ့အမြင့်ဆုံးများလူရလို့ရှင်မြန်မာနိုင်ငံရဲ့လုံခြုံရေးအတွက်စိတ်ချရပါမလားအဲ့တော့အဲ့59ဆလုံးတင်းပြင်ခဲ့ကြတာပြင်ဖို့စူးစမ်းခဲ့ကြတာပေါ့နော်ဒါပေမဲ့မပြင်နိုင်ခဲ့ဘူးမပြင်နိုင်ခဲ့တော့အနီစုပါဆိုရင်တမနာဖြစ်လို့မရတဲ့အတွက်ဒေတာ तू ကလည်းအကြံပေးပေါ့နော်အကြံပေးပုံကိုအနေနဲ့နိုင်ငံတော်အကြံပေးပုံကိုအနေနဲ့ तू ကလည်းသူ့အတူယာတုတစ်ခုဖန်ပြီးတော့လှုပ်ဆောင်သွားခဲ့တာဖြစ်တယ်ရှင့်သူလည်းညံကောင်းတယ်လို့ပြောမှာပေါ့နော်ညံကတော့ကောင်းပါတယ် တို့အဲ့လိုနေထားမျိုးပေါ့နော်ကျမနိုင်ငံကတခုခုဆိုရင်ကိုယ့်ကိုပဲဥတီပြီးတော့အရာအလုံးပြုပြင်ရအောင်မသိရင်ကိုယ့်ကိုဥတီပြီးကဘာရဲ့လဲတာကြာတာအဲ့လိုဖြစ်မနေဘူးလားနိုင်ငံရဲ့ပါတီအဲ့လိုအချုံမျိုးမချိုးနဲ့နော်သိလားဥပဒေကဥပဒေတိုင်းပဲဥပဒေကိုလိုက်မီအောင်စူးစမ်းရမှာဥပဒေကရှင်တို့ကိုလိုက်မီအောင်စူးစမ်းရတယ်ဆိုတော့ရှင်တို့ဥပဒေထပ်မနေစင်တာလားဥပဒေကတသိန်းလို့ပြောတဲ့ဟာမရဘူးမလုပ်နိုင်ပါဘူးဆိုတော့9000ရှော့လိုက်ပြီဒီတက်ထက်ရှော့ရမယ်ဆိုရင်ဘယ်လောက်လဲဥသက်ရွှေလက်ထက်က1000မျောလင့်သေးရဲ့တို့ကဩလို့တနိုင်ငံလုံးအတိုင်းအတာနဲ့ပြိုင်မဲ့သူကလူ1000ကိုပဲစီးယုံမယ်ဆိုတော့ရှင်တို့အရှိချင်းကပါတယ် ပြန်ပြီးမေးခွန်းထုတ်ကြည့်ပါအောင်ရှင်ကျမတို့ကဘာကိုယုံကြည်ရမှာလဲအဲ့တော့ကျမထင်တာတော့ပြုတ်အောင်မှာပြုတ်အောင်မှာတိတာရွေးကောက်ပွဲကခုစီစစ်နေတယ်ပြုတ်ကြအောင်မှာပါတီအချုပ်ပြုတ်ကြအောင်မှာတေးကြရဲဘာကြောင့်လဲဆိုတော့စင်မြစ်စကန်နဲ့မှမပြည့်ရပြုတ်မှာပေါ့ရှင်ဟုတ်တယ်မလားဥပဒေနဲ့ကဥပဒေဆိုတာဒါလိုပဲလေဒီလိုမျိုးဖြတ်ချလိုက်မှာရှင်တို့ကမို့လို့ကိုယ့်ရဲ့ဒီလိုဖြတ်လို့မရအောင်ဥပဒေဆိုတာတိလားအဲ့တော့ကိုကဥပဒေတိုင်းအမိလိုက်နိုင်အောင်စူးစမ်းစီယုံနိုင်စွာမရှိနိုင်ငံရေးသမားမလုပ်နိုင်ရှင်ဒါကျမအနေနဲ့တားရှင်းရှင်းလင်းပြောပြရည်ရရှင်းတဲ့စကားလည်းမရှိတော့ကျမပြည်သူတွေကတော့ ပါတီရဲ့များခြင်းနေခြင်းထက်အရေးချင်းရှိတဲ့တွေပါလာဖို့ပဲလိုရဲ့ရှင်။ပါတီများနေတယ်ကျမတို့ကောင်းတော့မှတ်တယ်နာမည်တွေများတာပဲဖတ်တယ်မှာ။ကျမတို့ရွေးမှာမဲရတပြားပဲ။နော်ပါတီကတန်းလောက်ရှိရယ်စနေပြေးမနေဘူး။နော်ဒီတော့ကျမတို့ရိုးရှင်းရှင်းပဲရွေးခြင်းနဲ့အရေးချင်းရှိတဲ့သူပဲလိုခြင်းနဲ့စင်မီစီကန်ဖောင်ဝင်တဲ့သူတွေကအရေးချင်းရှိတဲ့သူကျမတို့ရွေးမယ်ရှင်။ကျမဒီနေရာမှာချီးကျူးခြင်းတာကနိုင်ငံတော်ထုတ်ပြန်လိုက်တဲ့ဥပဒေအတိုင်းတလေးစားလိုက်နာပြီးတော့ရအောင်စ조사ကြံစီပေါ်ဆောင်တဲ့ပါတီတွေကိုကျမချီးကျူးခြင်းနဲ့ရှင်။ဒီပါတီတွေတည်းကနေပဲကျမတို့မဲပေးဖို့အတွက်ကိုရွေးချယ်မှာဖြစ်ပါရှင်။ ဒါကြောင့်ရွေးကောက်ပွဲနီလာနဲ့အမျှဘဲပါတီကြီးကြံမယ်ဘဲပါတီကြီးပြုတ်ခဲ့မယ်ဆိုတာကတော့ကျမတို့အထူးကိုမျှော်လင့်ဆောင်စားနေပါလေရှင့်ဒီလိုပြုတ်သွားခဲ့မယ်ဆိုရင်တော့ကိုယ်အရေးချင်းမရှိလို့ပြုတ်တာပဲဆိုတော့အမှန်တိုင်းသိဖို့လိုတယ်လက်ညှိုးထိုးပြီးတော့သူများကိုနှိမ့်ကြောင်နှိမ့်ကြောင်နှိမ့်ကြောင်မလုပ်ဖို့လိုရဲရှင့်ဒါလေးတော့ကျမအနေနဲ့တစ်ခုတည်းကနေတစ်ခါတည်းတိုက်တွန်းပြီးတော့ပြောကြားလိုက်ပြန်စီရှင့်အခုတစ်ခါမပါလဲနောက်တစ်ချိန်ပြတည်ရပဲနောက်ထပ်၅နှစ်ထပ်ဆောက်လိုက်ပေါ့ဟုတ်တယ်မလားအခုကိုက9000ပြည့်အောင်မစီယုံနိုင်ရင်နောက်ထပ်9နှစ်ထပ်ဆောက်လိုက်9000ပြည့်အောင်စီယုံပြလိုက်ရှင့်ဒါဆိုရင်တော့ ကျမတို့ကလည်းလက်ခံပြီးတော့မဲပေးမှာဖြစ်ပါရဲ့ရှင့်။ကျမသတင်းသုံးသပ်ချက်လေးတွေကိုဒီနေ့မှဒီလောက်နဲ့ရှင်းသားပြပါစေရှင်။ကျမသတင်းသုံးသပ်ချက်လေးတွေကိုအမြဲတမ်းအားပေးခဲ့ကြတဲ့မိဘပြည်သူများအားလုံးစိတ်ချမ်းသာကိုကျမ်းမာကြပါစေလို့ကျမတို့ Prime Media မိသားစုမှစုတောင်းမေတ္တာပို့သလိုက်ရပါရဲ့ရှင်။